တကယ်တချို့ဓမ္မတွေပြတာအစဉ်ကြားဘူး။အေးဒီရုပ်ဒီမျိုးကတော့ဒီစေရနာမျိုးရှိမှာပေါ့။မဆမ်းပါဘူးတဲ့။အေးဟုတ်တော့လေဟုတ်တယ်လို့လို့ပဲ။နော်ဟုတ်တော့လေဟုတ်တယ်လို့လို့ပဲ။ဥစဉ်တော့ဟောတော်ကဗာရဏတိပြီမှာဂရေ80လောက်ချမ်းသာတဲ့အလိဒ္ဒတထေကြီးဆိုတာရှိတယ်။စေရနာကအလုံးနဲ့ လောက်စေရနာနေတော့ဆိုသူများလူဘုံပြောနေသူကိုသူတောင်မတတာဘူးအဲ့လောက်စေရနာကနေတယ်စေရနာနဲ့ life ရောရုပ်ရည်လက္ခဏာကလည်းအိုးတွန့်တုံနှမျောသလောက်သူရုပ်ရည်လက္ခဏာအပြင်များတွန့်လိန်ကောက်ကွေကုန်းကွပြီးတော့နေတယ်ဖြောင်းဖြောင်းမတ်မတ်ခန့်ခန့်ညာညာမရှိဘူးနော်စိတ်ကောင်းလည်းမမွေးဘူးအမြဲတမ်းသူရဖို့ပဲကြည်တယ် ူဥစ္စာသူဥစ္စာတွေကနေပေးရကမ်းရမယ်ဆိုလို့ချင်းတပြားကိုနှစ်ပြားမှတ်နေတယ်ကျောက်ရဲ့အတွင်းလက္ခဏာလဲသူစိတ်စေတနာနဲ့လိုက်အဲလို့ပြောရမှာပေါ့စာမှာပြောထားတာအဲ့ဒါခြေတော့ကလည်းခွင်းပြီးတော့လမ်းသွားရင်ကွတ်တာကွတ်တာဖြစ်နေတယ်တဲ့ဖြောင်းဖြောင်းတန်းတန်းမသွားနိုင်။မျက်စိကလည်းတစ်လုံးနဲ့တစ်လုံးမတူဘူးတောင်ရောက်မြောက်ရောက်တော့ဆွေဆောင်းပြီးတော့နေတယ်ဘယ်ကြည့်လို့ကြည့်မှမသိဘူး။ခါကလည်းကုန်းပြီးတော့နေတဲ့ လက်ဒီရှေတွေကလည်းတော့လင်းကောက်ကွေးပြီးတော့နေတဲ့ကိုင်းဘလောက်များအကြည့်ရဆိုးလိုက်အေးသူစိတ်ရင်စေရနာတိုင်းအကျိုးပေးတယ်လို့ပြောလို့ရတယ်ပေါ့နော်ဒီနေ့ကလည်းတိကြပါတယ်တချို့စိတ်ရင်ညံ့ဖြစ်တဲ့ပုံကိုယ်တွေရုပ်ရည်အသွင်ပြင်နေခြင်းအတိတ်ကလေးကောင်းတော့ဒီဘုရားကြောက်ရည်လေးအသင့်နဲ့ရှိပြီမယ်လို့စိတ်ရင်ညံ့ဖြစ်တဲ့အခါကျတော့အမြဲတမ်းကြည်ကြည်လင်းလင်းမရှိဘူးကြည်လိုက်လို့ရှင်နော်တော့နဲ့မောနဲ့ ဲ့ဒါလို့ဖြစ်တယ်။အခါလေးကြလို့ရှိရင်သူများအကောက်ချမ်းဖို့ရအမြဲတမ်းတွေးရပြီးတော့နေတတ်တယ်။စိတ်ကစိတ်ထားကညံ့တာနော်စိတ်ထားညံ့တော့ဘယ်သူမှလည်းရုပ်ကလေးရှိမှလည်းသူနဲ့ဘယ်သူမှကြားကြမနေနိုင်ဘူးအမြင်မျှပဲတင့်တယ်တဲ့။ဘယ်သူမှအတုမနေနိုင်ဘူးသူနဲ့စိတ်ကြညာဖြစ်တဲ့ပုံကတော့အတုနေနီးနေနီးလေစိတ်ဆင်းရဲရတယ်ကိုပါဒုက္ခရောက်ပါနော်။အဲ့ဒါရှုပ်ချောခြင်း ကျုပ်လှခြင်းစိတ်ကိုအရင်လှအောင်ပြင်ရတယ်။ဒီနေ့ခေတ်ကရုပ်ပဲပြင်နေကြ။မှန်နဲ့အရာအများအားဖြင့်ကြည့်ပြီးရုပ်ကိုပြင်။ကိုယ်စိတ်ကလေးလှနေအောင်စိတ်ကြည်လင်းနေအောင်စိတ်ချမ်းသာအောင်စေရနာလေးထားမယ်စိတ်ကောင်းလေးမွေးမယ်လို့ကြတော့မတွေးကြ။ဥစဉ်တော့အိုးမြတ်စွာဘုရားရှင်ရာဟုလောက်ဟောထားတဲ့တုတ်တန်တစ်ခုရှိတယ်။အဲ့ဒါမှန်ကြည့်ပါတဲ့ဗျာ။မှန်ကြည့်ပါဆိုတော့ရုပ်လှအောင် ပြင်ခိုင်းတာမဟုတ်ဘူး။ လောကမှာလူတရားမှန်ကိုကြည့်ပြီးတော့သူတို့မျက်နှာရုပ်သွင်းပြန်လှမလှအစဉ်ပြေမပြေအပြည့်အနာအစာရှိမရှိကိုကြည့်ကြတယ်လို့တင့်တယ်မတင့်တယ်ကြည့်တယ်တခါတည်းကိုယ့်ရဲ့အကြောင်းတွေကိုအာကာယကံဒုစရဝစီကံဒုစရမနောကံဒုစရတွေကိုလှုပ်ထားမိသလားဆိုပြီးတော့ပြန်တွေးကြည့်ပါလို့ပြန်တွေးကြည့်ပါလို့အဲ့ဒါဆုံးမှာနော်ပြန်တွေးကြည့်ပါ စိတ်ကောင်းမွင်းတယ်အောင် ကြိုးစားပါကိုကိုကောင်းနိုင်အောင်လုပ်ပါလို့မြတ်စွာဘုရားဆုံးပါဒါကဥစဉ်တိုက်ဆိုင်မှုလေးတစ်ခုပါလေဇတ်တော်လေးဖတ်ကြည့်မိတော့ဥစဉ်စိတ်ကူပေါင်းမယ်ရောရည်အတွင်ပြန်ဆိုတာစိတ်နဲ့ဆိုင်တယ်စိတ်တင်တာနေ့ရက်တွေလောကောဆိုတဲ့အတိုင်းပဲစိတ်ကရှေ့ဆောင်တယ်ကုသိုလ်စိတ်မွေးရင်ကုသိုလ်ဖြစ်တယ်စိတ်ကြည်လင်းတယ်အဲကြတော့တန်တရာကအကြောင်းမကောင်းငယ်လို့ဒီဘဝမှာရောက်ရည်အစဉ်မလှပပြီမယ်လို့တော်တော်စေပြစ္ဆုတ်ပံအကျိုးနဲ့စိတ်ချမ်းသာတယ်တန်တရာမှာရောက်ရည် ချောမောလှပပြီးတော့ပြည့်စုံတဲ့ပုဂ္ဂိုလ်ဖြစ်မယ်။ဥစဉ်တော့မြတ်တာထားတဲ့ပုဂ္ဂိုလ်စိတ်ချမ်းသာတဲ့ပုဂ္ဂိုလ်အတန်တရာလည်းပဲရွရအသွင်ပြတင့်တယ်လှပတာပဲနော်။စိတ်ဆိုးတဲ့ပုဂ္ဂိုလ်စိတ်ယုတ်မွေးတဲ့ပုဂ္ဂိုလ်ကသူတို့စိတ်သဘောလက္ခဏာအတိုင်းပဲအကုသိုလ်အကျိုးပေးဖြစ်ပြီးတော့ယုတ်နိုင်ညံ့ဖြင့်ဆိုးရွားတဲ့အသွင်ပြကိုဆောင်းတာပဲ။ဒါကြောင့်မလို့စိတ်နဲ့ယုတ်ဟာ ဆက်ဆက်ပြီးတော့နေတယ်အကြောင်းအကျိုးသူ့အတူအပြန်အလှန်ဆက်ဆက်ပြီးတော့နေတယ်ဆိုတာသိဖို့လိုတယ်ပေါ့